အရေးကြီးအရေးကြီးကြီးတာတခုကတော့နိုင်ငံရေးလမ်းစဉ်မှန်ရမှာပြီးတော့ပြောပြောတဲ့အတိုင်းကျွန်တော်တို့လောက်ရမယ်အခြေခံဥပဒေအရတော့အရေးကြီးတယ်တော့တိုင်းရင်းသားအတွက်လည်းကျွန်တော်တို့အားလုံးလည်းစုစုစည်းစည်းရှိရမယ်ပြီးတော့ဒီမိုကရေစီအဖွဲ့အစည်းလည်းကျွန်တော်တို့လည်းလက်တွဲရမယ်ဘာဖြစ်လဲကျွန်တော်တို့ဒီမှာဒီဒီဒီဗမာပြည်မှာနေလို့ရှိရင်တော့အားလုံးကတော့ ဟိုအပြအအကွဲပြားနဲ့ဟိုလုပ်လို့ရှိရင်တော့ဘယ်မှအအောင်မြင်မှုကမရှိဘူးဒီမိုကရေစီအခွင့်အရေးလည်းရှိရမယ်ဟိုတိုင်းရင်းသားအခွင့်အရေးလည်းရှိရမယ်တပြည်လုံးအတိုင်းတိုင်းလည်းညီညွတ်မှုရှိရမယ်ဒီလိုလိုတို့ကိုကျွန်တော်ပြောချင်တာတော့အာမရှော့နဲ့ကျွန်တော်တို့ဟိုအခုအချိန်ကအရေးကြီးတဲ့အချိန်ပါလေကျွန်တော်တို့စွတ်စွတ်စစ်စစ်လက်တွဲပြီးတော့အောင်မြင်မှုအထိကျွန်တော်တို့လောက်ရမယ် ခက်ခဲရတော့ရှိရမှာရှိတယ်ဘယ်လိုဖြစ်ဖြစ်ပေါ့ခက်ခဲရှိပြီမဲ့လည်းကျွန်တော်တို့ညီမန်းချက်ရှိရှိနဲ့ကျွန်တော်တို့နိုင်ငံရေးညီမန်းချက်ရှိရှိနဲ့ဟိုညီကိုတွေလက်တွဲပြီးဆိုရင်တော့ရမှာပဲ thank you